ရာစစ်ကြဝဠာအလဲမှတရှိပြီးတတရဘန်လို့ခေါ်တဲ့တောင်အဝိုင်းကြီးခုနှစ်ထက်ကဝင်းရံထားပါတယ်။မြို့မတောင်နဲ့တတရဘန်ကြားမှာတော့တမုတ်တရားခုနှစ်ဆင်းရှိပြီးရေများမှာတိရာရေအမျိုးစားဖြစ်လို့လှေသင်းမောများဖြတ်သွားလို့မရပဲဇန်တကိုးဖြင့်သာပြန်တန်းလို့ရပါတယ်။တောင်ခုနှစ်ထက်နဲ့တမုတ်တရားခုနှစ်ဆင်းရဲ့အပြင်ဘက်အလွန်မှာရှိတဲ့စားငင်ရေတမုတ်တရားကတော့လှေသင်းမောတွေသွားလာလို့ရတဲ့နေရာဖြစ်ခါကျွန်းကြီးလေးကျွန်းရှိပြီးတောင်ကျွန်းဆိုတာကတော့လက်ရှိလူသားတို့နေထိုင်ရာ စပူဒီပါကျွန်းဖြစ်တယ်လို့သိရပါတယ်။အိုင်ကြီးခုနှစ်အိုင်ရှိတဲ့အနေနဲ့အနောတတအိုင်ကိုရင်လျက်တောင်ငါလုံးကဝင်းရံထားပြီးမြစ်မိုတောင်ထိပ်မှာတကြမင်းနေထိုင်တဲ့တောင်ရင်သာနဲ့ပြီးမြစ်မိုတောင်ရဲ့တောင်ကပန်းစွန်းမှာဆင်ဝင်အဆင့်၅ဆင့်လို့ခေါ်တဲ့အာလိန်၅ဆင့်ရှိပါတယ်။ပထမအာလိန်မှာရေအထက်ထက်ဝက်ပေါ်နေပြီးရေအောက်ထက်ဝက်နေနေကနဂါမင်းတို့နေထိုင်ကြသလိုဒုတိယအာလိန်မှာလက်ပံမင်းတော်ကြီးအတီဖြစ်၍ဂလုံးမင်းတို့နေထိုင်ကြပါတယ်။တတိယအာလိန်မှာဂုံမန်တို့နေရာစတုထ အလိမ်မှာဘလူးရက်ခတ်တို့နေရာနဲ့ပစ္စမအလိမ်ကတော့နမင်းကြီးလေးပါတို့နေရာစွတုမဟာရစ်နယ်ပြည်ဖြစ်ပါတယ်။မြို့မတော်အောင်မှာခုံလောက်၃ခုခန့်လျက်တခုချင်းစီမှာနီးရဲသောဗရမ ्या ကြောက်